အားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံမှာနှိရှေ့ဗီဇာသမျိုးမျိုးနဲ့နေထိုင်ကြတဲ့သူတွေကမြန်မာနိုင်ငံကိုခဏအလဲပြန်လာပဲဖြစ်ဖြစ်တခြားနိုင်ငံတစ်ခုခုကိုအလဲသွားရင်ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကနေထွက်လိုက်ပြီဆိုတာနဲ့ကိုလက်ရှိရတာတဲ့ဗီဇာကကန်ဆယ်ဖြစ်ပြီးတော့ပြက်ပြဲသွားမှာပါဗီဇာတည်သွားတယ်ဆိုပြီးတော့လည်းအရစကားနဲ့ပြောကြပါဗါတယ်အဲ့ဒီလိုမျိုးဗီဇာကန်ဆယ်မဖြစ်သွားဘဲနဲ့ထိုင်းနေကိုပြန်ဝင်တဲ့အချိန်မှာ ဗီဇာကိုဆက်ပြီးတော့အသုံးပြုလို့ရအောင် re-entry permit ကို လုတ်ခဲ့ဖို့အရေးကြီးပါတယ် re-entry permit ကိုတော့အရက်စကားနဲ့တုံးကြီးထူတယ်လို့ပြောကြပါတယ် re-entry permit ကိုမြို့နယ် immigration ရုံးတွေမှာတွားပြီးတော့လုတ်လို့ရတယ်လို့ထိုင်းနိုင်ငံတွေကနိုင်ငံတကာလေဆိပ်တွေနဲ့နယ်စပ်ဂိတ်တွေမှာလည်းလုတ်လို့ရပါတယ်နှိရှေဗီဇာဖြစ်ပေမဲ့တချို့ဗီဇာတွေက multiple re-entry ရတာမျိုးလည်းရှိပါတယ် မာတီဘဲအန်ထရီရတဲ့ဗီဇာကင်ထားတဲ့သူတွေကတော့ re-entry permit လုပ်ဖို့မလိုပါဘူးဥပမာအားဖြင့် DTV ဗီဇာဆိုရင်မာတီဘဲအန်ထရီရတဲ့ဗီဇာဖြစ်တာမို့ re-entry permit လုပ်ဖို့မလိုပါဘူး re-entry permit အတွက်ကုန်ကျစရိတ်ကတော့ single entry အတွက်ဆိုရင်ဘတ်တစ်ထောင်ဖြစ်ပြီးတော့မာတီဘဲ re-entry အတွက်ဆိုရင်တော့ဘတ်3800ကျပ်တင်မှာဖြစ်ပါတယ် single entry ဆိုတာကတော့တစ်ကြိမ်ဝင်ထွက်ခွင့်အတွက်ဖြစ်ပြီးတော့မာတီဘဲကတော့ဗီဇာတက်တန်းအတွင်းအကြိမ်ကြိမ်ဝင်ထွက်လို့ရမှာဖြစ်ပါတယ် ။ reentry တွေရဲ့တက်တန်းကတော့ကိုယ့်ရဲ့ visa တက်တန်းအတိုင်းပဲဖြစ်ပါတယ်။ single ပဲလို့လို့ multiple ပဲလို့လို့ visa တက်တန်းအတိုင်းဖြစ်ပါတယ်ဗျ။ single သမားတွေကတော့ရှင်းပါတယ်။တစ်ချိန်ဝင်ထွက်လုပ်ပြီးရင်ပြီးပါပြီ။နောက်တစ်ခါထပ်ထွက်မယ်ဆိုရင်နောက်တစ်ခါ reentry permit လောက်ရုံပဲဆိုတော့ခေါင်းတိတ်မစားရပါဘူး။ multiple တမားတွေကတော့ visa တက်တန်းတိုးပြီးရင်ကိုယ့်ရဲ့ reentry permit ကလည်းတက်တန်းကုန်သွားတာမို့နောက်ထပ်အဝင်အထွက်တွေလုပ်မယ်ဆိုရင် တက်တန်းတိုးထားတဲ့ဗီဇာအစ်စ်အတွက် re-entry permit ကို ပြန်လုပ်ရမှာပါ re-entry permit လုတ်ဖို့အတွက်ဘာတွေလိုလဲဆိုရင်တော့ဖောင်တစ်ခုဖြည့်ရပါမယ်ကိုယ့်ရဲ့ passport အချက်အလက်ဗီဇာအချက်အလက်နဲ့နေရလိပ်စာတွေကို ဖြည့်ပေးရတာပါပြီးရင်တော့တပုံတပုံလိုပါမယ်ကိုနေတဲ့မြို့နယ် immigration ရုံးတွေမှာခီးသွားမဲ့ရက်မတိုင်မီကြိုပြီးတော့သွားလုပ်လို့ရပါတယ်ဒါပေမဲ့ကိုနေတဲ့လိပ်စာနဲ့ကို visa ထည့်ထားတဲ့ရုံးက မျိုးနယ်ချင်းမတူဘူးဆိုရင်တော့ VM3 permit မလုပ်ပေးတာမျိုးရှိပါတယ်။ Immigration ကိုတကူးကတွားပြီးတော့လောက်ရတာမို့အချိန်ကုန်ငွေကုန်ပါတယ်။ဆိုတော့ Nether Gate ဓမ္မမဟုတ်၄၀ရောက်တော့မှ VM3 permit လောက်တာကအလွယ်ကူဆုံးနဲ့အဆင်ပြေဆုံးပါပဲ။လေစိတ်မှာ reentry permit လောက်မယ်ဆိုရင်တော့လေစိတ်ကိုစောစောသွားပြီးတော့လေကြောင်းလိုင်းမှာ check in ဝင်မှာလေကြောင်းလိုင်းစီက boarding pass ရပြီးတာနဲ့ immigration လို့ခေါ်တဲ့လာဝကကိုဖြတ်ပါလာဝကကိုဖြတ်တဲ့အချိန်မှာ ကိုကိုအထွက်သုံးထုပေးတဲ့ officer ကို reentry permit လုံးမှာဖြစ်ကြောင်းပြောပါတချို့ officer တွေဆိုရင် passport နဲ့ visa မြင်တာနဲ့ပြန်လာမှလားဆိုပြီးတော့မြန်မာလိုမေးတာတော့ကြုံမှုပါတယ်သူတို့ကမမေးခဲ့ဘူးဆိုရင်လည်း reentry permit လုံးမယ်လို့ပြောလိုက်ပါ reentry permit လုံးရမယ့်ရုံးခန်းနေရာကိုသူတို့ညွှန်းမေးပါမယ် ညွှန်ပေးမယ်ဆိုလို့ရုံးကန်ကအဝေးကြီးမှရှိတာမဟုတ်ပါဘူးအထွက်သုံးထုပေးတဲ့ကောင်တာရဲ့အနောက်ဘက်ကက်ရက်လေးမှာပဲ reentry permit ရဲ့ရုံးကန်ရှိပါတယ်ကျွန်တော်အနေနဲ့ဆိုရင်ဒမောင်မာရောသူဝနာဘူမိလေးစိတ်မှာပါ reentry permit လောက်ဘူးပါတယ်လေးစိတ်မှာရှိတဲ့ reentry ရုံးကန်တွေကပိတ်ရက်မရှိဘဲနဲ့24နိုင်လုံးဖွင့်ပါတယ်ဗျာ လေစိတ်မှလောက်တာကပို့ပြီးတော့လွယ်တယ်လို့တောင်ပြောလို့ရပါတယ်။ passport စာအုပ်နဲ့ထိုင်းမှာနေတဲ့လိပ်စာကိုပြောပြပေးရုံပါပဲ။ officer တွေကသူတို့ဘာသာသူတို့ဓာတ်ပုံရိုက်ယူတာ၊ဖောင်ပြေးတာစသဖြင့်အကုန်လုပ်ပေးသွားပါတယ်။ကြာချိန်ကတော့လူရှင်းနေဆိုရင်15မိနစ်လောက်နဲ့လူများတယ်ဆိုရင်တော့နိုင်ဝက်လောက်ဆောက်ရနိုင်ပါတယ်။ဒါကြောင့်လေစိတ်ကိုစောစောတာသွားပါအဆင်ပြေပါတယ်။စိုးရိမ်စရာမရှိပါဘူး။တချို့ကလည်းကျွန်တော်ကိုမေးကြပါတယ်။ လေဆိပ်ကိုတရက်လောက်ကြိုသွားပြီးတော့ reentry လုပ်ရင်ရောအဆင်ပြေမလားဆိုပြီးတော့ပါအခုကျွန်တော်ပြောခဲ့သလိုပဲ reentry လုပ်တဲ့နေရာက immigration ဖြတ်ပြီးတော့မှရောက်တာမို့ရက်ကြိုသွားပြီးတော့လုပ်လို့မရပါဘူးဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါခင်ဗျ